အလုံးပဲမင်္ဂလာပါခင်ဗျာအလုံးသိကြတဲ့အတိုင်းပဲ၃နှစ်လောက်ကြာပြီဖြစ်တဲ့ယူကရိန်းရုရှားစစ်ပွဲရေရန်ကြီးအတွက်စူးလူပွဲတွေတပွဲပြီးတပွဲအရင်ကပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့ခေါင်းဆောင်တွေနှစ်ယောက်တွေ့ဆုံတဲ့စူးလူပွဲကမရှိလာခဲ့ပါဘူးဒီကြားထဲမှာလည်းအေဗီရောမှာယူကရိန်းသမ္မတဇာလန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဒုသမ္မတဂျီဒီဖန်တို့နဲ့လည်းအခြေချစကားများကြတဲ့ပြဿနာတွေလည်းတည်ပြီးသားဖြစ်မှာပါအဲ့ဒါကြောင့်မလို့လဲ ဒီယူကရိန်းရုရှားစစ်ပွဲငြိမ်းချမ်းဖို့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဒီကိစ္စကိုအာတုံခေါ်ဆိုင်လောက်ကန်နေတာတွေ့ရပါတယ်။သူကိုယ်တိုင်ကလည်းဒီစစ်ပွဲကိုရက်စီချင်းနေပါတယ်။ဒါကြောင့်မလို့လဲအခုရက်ပိုင်းမှာခေါင်းဆောင်နှစ်ယောက်တွေ့ဖို့ဆွေးနွေးပွဲပြုလုပ်ဖို့ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ထင်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ဒါကတော့ဘာလဲဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆီလွတ်လိုက်တယ် အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဖြစ်တဲ့ရူဘီယိုဟာတူတကီနိုင်ငံအစ္စတန်ဘူမြို့ကိုသူရောက်နေပါတယ်။ဒါကရောက်လာရင်အကြောင်းအရာလဲယူကရိန်းရုရှားငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဆိုပြီးတော့အမေရိကန်ထိပ်တန်းတန်တမန်တယောက်အနေနဲ့သူတူတကီနိုင်ငံအစ္စတန်ဘူမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ရူဘီယိုကဘာပြောလဲဆိုတော့ဒီဆွေးနွေးပွဲအောင်မြင်ဖို့အတွက်တခုတည်းတော့လုပ်လို့ရမယ်ဒီလန်ကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့တိုက်ရိုက်ဆွေးနွေးမှသာဒီဆွေးနွေးပွဲဟာအောင်မြင်နိုင်တယ်လို့သူကကြာသာပတိနေ့ကထုတ်ပေါ်ပြောကြားခဲ့ပါဇာလန်စကီကလည်းသူကလည်းပဲဒီဆွေးနွေးပွဲကိုသူမတက်တော့ဘဲနဲ့ကာကွယ်ရေးဝန်ကြီးသူ့ရဲ့ကာကွယ်ရေးဝန်ကြီးကိုအစ္စတန်ဘူကိုဆီလွတ်လိုက်တယ်လို့သိရပါတယ်ရုရှားသမ္မတပူတင်ကပြီးခဲ့တဲ့ရက်ပိုင်းကသူ့အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ဆွေးနွေးကျင်တယ်လို့သူကပြောဆိုခဲ့တဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေတူရကီနိုင်ငံကအစိုးရတွေကတူရကီနိုင်ငံမှာအစ္စတန်ဘူမြို့မှာဆွေးနွေးပွဲပြုလုပ်ဖို့အတွက်သူတို့အခုအချိန်မှာ ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုပြင်ဆင်ထားပြီမဲ့လေအဲ့ဒီဆွေးနွေးပွဲကိုရုရှားသမ္မတပူတင်က မတည့်ရောက်တော့ဘဲနဲ့တဆင့်နေနဲ့ ပူဇလေအဖွဲ့တွေကိုဆီလွတ်လိုက်တာပဲဖြစ်ပါတယ်။ယူကရိန်းနိုင်ငံကပြည်သူတွေကလည်းဒီလိုတစ်စက်နေကိုယ်စလေဆီလွတ်တာကိုလုံးဝမကြည့်နိုင်ဘူးဖြစ်နေကြပါတယ်။ယူကရိန်းသမ္မတဇာလန်စကီကရုရှားသမ္မတပူတင်နဲ့သူတိုက်ရိုက်ဆွေးနွေးချင်တယ်လို့ပြောကြပြီးသူတူရကီမှာစောင့်နေပဲဆိုပြီးစိန်ခေါ်ပြောကြားလိုက်တာလေကြားသိရပါတယ်။တကယ်ကလည်းသူက တူရီနိုင်ငံကိုအစိုးရကြီးအကျိုးရောက်နေပါတယ်ဇာလန်စကီကပူတင်နဲ့ဆွေးနွေးဖို့အတွက်ပူတင်ကဆွေးနွေးပွဲကိုအလေးနဲ့မရှိဘူးလို့သူကထုတ်ဖို့ပြောကြားလိုက်ပါတယ်တူရကီကိုရောက်နေတဲ့ယူကရိန်းသမ္မတဇာလန်စကီကသူ့အနေနဲ့ပူတင်နဲ့တွေ့ဖို့အဆင်သင့်ပဲလို့အဲ့ဒီနေ့ကထပ်ပြောလိုက်ပါသေးတယ်ရုရှားသမ္မတပူတင်ကတော့အရင်တော့ကတ်တက်ချက်မရှိတဲ့ ရင်းရံရီစူးနှုတ်ပွဲဆိုရင် तू ပြုတ်လုချင်ပါတယ်လို့ပြောကြခဲ့ပြီးတော့အဲ့ဒီပြုတ်လုမဲ့နေရာရောအခြေရော तू သိပြီမဲ့အခုအချိန်မှာ तू မရောက်မရောက်လာခဲ့ပါဘူးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒါကအနည်းနဲ့အများအတိတ်ပဲရှိတဲ့လုပ်ရဲလို့ तू ကပြောဆိုလိုက်ပါတယ်ပြီးတော့လေပူတင်ကို तू နဲ့တိုက်ရိုက်တာမတွေ့မချင်းကတော့ဒီကိစ္စကပြီးမှာမဟုတ်ဘူးလို့ तू ကထပ်ပြောလိုက်ပါသေးတယ် ်ပူတင်ကတော့ရေရင်ရေဆွေးနွေးပွဲအတွက်ဒုဝန်ကြီးနှစ်ယောက်နဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲတချို့ကိုအဲ့ဒီဆွေးနွေးပွဲကိုတက်ဖို့ဆီလွတ်လိုက်တယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့သူ့ရဲ့ Air Force 1လေယာဉ်ကြီးပေါ်မှာငါနဲ့ပူတင်မစုံမချင်းကတော့တိုးတက်မှုက ဖြစ်လာမှာမဟုတ်ဘူးလို့သူကပြောဆိုလိုက်ပါတယ်။အဲ့ဒီလိုပဲအမေရိကန် နိုင်ငံရေးဝန်ကြီးဖြစ်တဲ့ရူဘီယိုကလည်းပူတင်နဲ့တမရပူတင်နဲ့တမရအမေရိကန်တမရဒေါ်နယ်ထရန့်တို့တိုက်ရိုက်အဆက်အဆံမပြုတ်မချင်းရတော့ဒီဆွေးနွေးပွဲဖြစ်လာမှာမဟုတ်ဘူးလို့သူကထပ်ပြောလိုက်ပါသေးတယ်။ဇာလန်စကီကလည်းဆွေးနွေးပွဲကိုလည်းသူမတက်တော့ဘူး။သူကပူတင်နဲ့တွေ့မယ်လို့ရည်ရွယ်ထားပြီးစိန်ခေါ်ထားခဲ့ပြီးမြင်ပူတင်ကမလာခဲ့တဲ့အတွက်ဆွေးနွေးပွဲကိုသူမတက်တော့ဘူးလို့သူကပြောပြီးတော့ယူကရိန်းကာကွယ်ရေးဝန်ကြီးကို ူကဥဆောင်အဖွဲ့အနေနဲ့ဆွေးနွေးပွဲတက်ဖို့စိတ်လွတ်လိုက်ပါတယ်။နိုင်ငံအများစုမှာရှိတဲ့ခေါင်းဆောင်တွေကတော့၃နှစ်လောက်ကြာနေတဲ့ဒီယူကရိန်းရုရှားစစ်ပွဲအတွက်ပထမဆုံးအကြိမ်အနေနဲ့ယူကရိန်းရုရှားခေါင်းဆောင်တွေတက်ရောက်မယ်လို့အခန်းတစ်ခန်းထဲမှာတွေ့ဆုံကြမယ်လို့သူတို့တွေအားလုံးကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ရူဘီယိုကဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသူအများကြီးမျှော်လင့်မထားပါဘူးလို့လည်း ထပ်မံပြောကြားလိုက်ပါသည်ရုရှားသမ္မတပူတင်ဟာဒီငြိမ်းချမ်းရေးဆွေးနွေးဘက်ကိုတက်ဖွင့်ပြုလုပ်ဖို့သူဖိတ်ခေါ်ခဲ့ရတဲ့အကြောင်းရင်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းက EU နိုင်ငံတွေဖြစ်တဲ့ဥရောပအဖွဲ့ဝင်နိုင်ငံတွေကဆွေးနွေးပွဲမပြုလုပ်ဘူးဆိုရင်ယူကရိန်းနိုင်ငံနဲ့ဆွေးနွေးပွဲမပြုလုပ်ဘူးဆိုရင်ရုရှားနိုင်ငံကိုအရေးယူပိတ်ဆို့မှုတွေတိုးမြင့်ပြီးလုပ်မယ်လို့ပြောကြားတဲ့အတွက်ကြောင့် သူကဒီဆွေးနွေးပွဲကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းဆွေးနွေးပွဲလုပ်တဲ့အခါမှာသူမတက်ရောက်လေရောက်အမှန်တကယ်ဆိုရင်နိုင်ငံမှာတာဝန်ရှိတဲ့ခေါင်းဆောင်နှစ်ယောက်တက်ရောက်ဆွေးနွေးမယ်ဆိုရင်ဒီပြဿနာဟာအနည်းနဲ့အများပြည်လူသွားနိုင်စရာတော့ရှိပါတယ်ဒါပေမဲ့ရုရှားသမ္မတပူတင်ဟာပြောတဲ့စကားအတိုင်းမတည်ပဲအဲ့ဒီဆွေးနွေးပွဲကိုမတက်ဖဲနဲ့ယူကရိန်းနိုင်ငံကိုတစ်ဖက်နှိမ်ချတဲ့အနေနဲ့တဆင့်တိတ်နဲ့ကိုယ်စလေတွေကိုဆေးလွတ်လိုက်တာပဲဖြစ်ပါတယ် ဇာလန်စကီကလည်းဘာပြောလဲဆိုတော့ဥရောပနိုင်ငံကခေါင်းဆောင်တွေကိုရုရှားကိုထပ်ပြီးအရေးယူပိတ်ဆို့မှုတွေထပ်တိုးမြှင့်လုပ်ဖို့သူကထပ်မံတိုက်တွန်းလိုက်ပါသေးတယ်။အခုရောက်ရှိနေတဲ့ရုရှားကုစလေတွေကတော့ဖြစ်နိုင်ခြေရှိတဲ့အပေးယူတွေလုပ်ပါမယ်လို့သူတို့ကတော့ပြောကြခဲ့ပါတယ်။တကယ်တမ်းဆိုရင်ဒီစပွဲဟာရုရှားနိုင်ငံကစတင်တက်ခတ်တဲ့စစ်ပွဲလို့ပဲပြောရမှာဖြစ်ပါတယ်။ကရိုင်းမီးယားဒေသတွေကလည်း ယူကရိန်းကကျူးကျော်တက်ခတ်ခဲ့ပြီးအဲ့ဒီဒေသကိုသိမ့်ပိုက်ထားတာဖြစ်ပါတယ်။ထပ်မံပြီးတော့လည်းအခုကျူးကျော်တက်ခတ်မှုတွေပြုတ်လုလာတဲ့အတွက်ယူကရိန်းနိုင်ငံကသူတို့နိုင်ငံအတွက်အာမခံချက်ပြီးနိုင်တဲ့အဖြစ်မျိုးကိုပဲလိုချင်တာပါ။ပြီးတော့နေတို့အဖွဲ့တွေကိုလည်းသူဝင်ဖို့အတွက်အခုစမ်းသပ်မရှိတော့ဘူးလို့လည်းသိရပါတယ်။ဒါပေမဲ့ရုရှားသမ္မတပူတင်ကပြောခဲ့တဲ့ကတိအတိုင်းမတည်ခဲ့တဲ့အတွက်အခုဆွေးနွေးပွဲဟာဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မနေ့ဖြန်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော် page လေးကိုကြိုက်တယ်ဆိုရင် scroll လေးပြီးပြီးတော့လူဒီခေါင်းလုံးလေးနှိပ်ထားပြပါဦးခင်ဗျာအားလုံးကြက်မှာပြီးရန်သူမျိုး၅ပါးအနေရကကြီးဝေးကြပါသည်ခင်ဗျာ